ဟင်းဒါတော့ပိုးသက်စင်းနဲ့အာဒီနဲ့ပြန်มาပါပဲဒီ size စနစ်ဒါဒီဟာလေးတော့တမျိုးပါတဲ့ကိုမြင့်ဆိုကဲဒီဟာဆိုဒီဟာအပင်ပေါက်လဲကောင်းတယ်နော်အပင်ပေါက်လဲကောင်းတယ်အောက်ကလည်းအဆူတက်ကပြုတ်နေရှိသေးတယ်ရှိသေးတဲ့အတွက်ကျွန်တော်တို့က roller မမောင်းတဲ့အတွက်ကျွန်တော်နင်းရတာကအီအီလေးအီအီလေးဒီကဒီမှာကျွန်တော်တို့ကကောက်ရိုးနဲ့ဖုံးထားဖြစ်တဲ့အတွက် ဒီမြေကြီးကဒါမောမောလေးဖြစ်နေတာပေါ့နော်အဲ့တော့အပင်ပေါက်ကလည်းဒီနေရာပိုးတောင်လှသေးတယ်ဒီ size စနစ်ကိုနည်းနည်းလေးဒါတောင်သူများကိုနည်းနည်းလေးကြံပေးချင်ပါတယ်ဒါကျွန်တော်တို့ AOE တိုင်းဆိုရင်တော့ခုတ်ဖုံးလို့ပြောတာခုတ်ဖုံးစနစ်ပေါ့နော်ထရေမလုပ်ဖ ೇನೆ ရိုးစရိုးကျဲပက်ပြီးတော့မြက်ဖြတ်စနစ်ဖြတ်လိုက်တဲ့ဟာမျိုးဒါကကျွန်တော်တို့ဒီဘက်လိုထရေတွေကဒီတရွတ်ကင်တယ်လို့ဆက်မောင်းတဲ့နေရာမဖြစ်တော့ဘဲနဲ့ဒီမှာကျွန်တော်တို့ ထရင်မလုတ်တဲ့အတွက်ဒါခုတ်ဖုံးမှာကျတော့မြေကမောမောလေးဖြစ်တာကိုတွေ့ရပါတယ်ဒါဆိုရင်ကျွန်တော်ရေသွန်းစရာမလိုနဲ့ဒီသီးကလုံးဝအပိထိသွားပါတယ်ဒီကောင်ကျတော့နောက်ပိုင်းအသီးပွင့်ဝင်တဲ့အချိန်မှာကျွန်တော်အဆိုတက်ကူပေးဖို့လိုမယ်ထင်ပါတယ်ဒီနှစ်ခုရဲ့ကွာခြားချက်ဒါပြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်